ားလုံးပဲမင်္ဂလာပါခင်ဗျာရွှေရင်းကချင်းတင်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေမနက်ဖြန်အော်တိုဝါလာ73ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသကြိုတင်ခန့်မှန်းချက်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါရစေခင်ဗျာအထူးမိုးလေဝသအနေနဲ့မြေကြီးချင်းအခြေအနေသတိပေးချက်များနဲ့ဖြစ်ပေါ်နေတဲ့လေဖွေလိုင်းအခြေအနေကြောင့်မိုးတိထန်စွာရာသောနိုင်မဲ့ဒေတာများကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်တော်နိုင်ပါရစေခင်ဗျာဆက်လက်ပြီးမိုးတိထန်စွာရာသောနေ့ကြောင့်မြေကြီးရှန်ချင်းသတိပေးချက်များနဲ့မြေကြီးချင်းများကိုပြောပြပေးတော့မှာဖြစ်ပါရစေခင်ဗျာဒီကနေ့စနေနေ့ဆယ်လ2025ရဲ့နေ့နက်6နာရီခွဲချိန်တိုင်းထွာချက် မြင့်ရည်အခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနားမြင့်ရမင်းကညနေကနေ12နာရီအတွင်းနှစ်လက်မှာကပြန်ကျသွားပါတယ်မြေကြီးနားမြို့ရဲ့မင်းကအမြင့်ဆုံးပူဂျင်ကတော့32.2ဒီဂရီဆယ်စီယက်နဲ့ယနေ့အနေဆုံးပူဂျင်ကတော့16.8ဒီဂရီဆယ်စီယက်တို့ပဲဖြစ်ပါရခင်ဗျာမြေကြီးနားမြင့်ရဆိုရင်ရေမတ်1100စင်တီမီတာသို့ရောက်ရှိရန်939စင်တီမီတာ23ဘေခွဲကျော်ကအလိုမှာရောက်ရှိနေပါတယ်မြေကြီးတက်ကြပုံမှန်အနေထားကမှာရှိနေပါမယ်ထူးကမြေကြီးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ ။ ARR မြစ်အထက်ပိုင်းမှာမိုးဟာအသစ်နှင့်ရှိနေပါတယ်။ရဖန်ရခား ARR မြစ်ဆုံအထက်ပိုင်းမှာနေရာကွက်ရေမိုးသီးထန်စွာရောက်သွင်းခြင်းများကြောင့်မြစ်ကြီးနားမြစ်ရေကျဆင်းနေရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေအောင်မှာဖြစ်ပါတယ်။ဇကာရိုင်းနေသားကြီးအထက်ပိုင်းကချင်းပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ ARR မြစ်အထက်ပိုင်းမေခမလီခမြဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနှဲငယ်ရှိနေပါတယ်။ရယ်ရီမျိုးတစ်ချောင်းနဲ့ချင်းတွင်းမျိုးတစ်ချောင်းမြကန်းဒီမြင်းနှိတ်ဒေတာများနဲ့မြင်းလူကျွန်းများမှာစိုက်ပျိုးလုံခြုံနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ ရရင်မြကြီးကိုအမိပြုနေထိုင်ရှာပွေစားတောက်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဆလဘီချင်းရွေးမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ခန်းဒီမြေဟာမင်းကညနေကနေ7နှစ်နာရီတွင်ဆယ်လက်မကန်ထက်ကျသွားပါတယ်။မုံရမြုပ်မြေဟာမင်းကညနေကနေ7နှစ်နာရီတွင်နှစ်လက်မကန်ထက်ကျသွားပါတယ်။ချင်းရွေးမြေအထက်ပိုင်းမှာလက်တလောမိုးအားအနှဲငယ်ရှိနေပါတယ်။မြေအကြအနှဲနေအောင်မှဖြစ်ပါတယ်။ ကျန်းမာရေးအတက်ကြပုံမှန်အနေထားကံမှာရှိနေပါမယ်ထူးကပ်မြေရေးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာခန်းနေမြို့မြေဟာအနှဲငယ်ထက်တန်နိုင်ပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာပြန်လည်ကျဆင်းနိုင်ပါတယ် Homeless မြေဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်မနေ့ပြန်မနေ့ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်ဖောင်းမြေမော်လိုက်ကလေးဝမင်းငင်ကဏီနဲ့မုံရွာမျိုးတွေရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီး ARA မြေရဲ့အခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ ဗမော်မြို့မြေဟာပြည်ပချင်းဆက်လက်ကြဆင်းနေပါမယ်။ယနေ့ညပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ရွှေကူမြို့မြေဟာပြည်ပချင်းဆက်လက်ကြဆင်းနေပါမယ်။မနက်ဖြန်မနက်ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ကတာမြို့မြေဟာအနည်းငယ်ထက်ကြနိုင်ပြီးယနေ့ညပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ထီးကြိုက်တပိတ်ချင်းမန္တလေးမြင်းမှုပခုတ်ကူနဲ့ညောင်ဦးမြို့တို့ရဲ့မြေကြီးများဟာပြည်ပချင်းဆက်လက်ကြဆင်းနေမှာဖြစ်ပါတယ်ခင်ဗျာ။ချောင်းမြို့ရဲ့မြေဟာအတက်ကြမရှိရပ်တန့်နေပြီးယနေ့ညပိုင်းနဲ့ မနက်ဖြန်မနက်ပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ်။မင်းမှုမြေဟာအတက်ကြမ်းရှိရက်တန်နေပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်ကြဆင်းနိုင်ပါတယ်။မကွေးမြို့မြေဟာအတက်ကြမ်းရှိရက်တန်နေပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ်။အောင်လံမြေဟာအတက်ကြမ်းရှိရက်တန်နေပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ပြည်မြို့မြေဟာအတက်ကြမ်းရှိရက်တန်နေပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်ကြဆင်းနိုင်ပါတယ်။စိတ်တာမြို့မြေဟာအတက်ကြမ်းရှိရက်တန်နေပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ ဟင်းသရနဲ့ဇလုံမျိုးတို့ရဲ့မြည်ရများဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။အေယာရီမြည်မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်အော်တိုဘားလ12ရက်နေ့နေ့လယ်ပိုင်းမှာရရှိတဲ့ဂျိုဒင်ခံမှန်းချက်များအရအော်တိုဘားလ15ရက်16ရက်18ရက်နဲ့17ရက်နေ့များအထိမြန်မာနိုင်ငံပြည်နယ်နဲ့တိုင်းဒေသကြီးအားလုံးမှာမိုးအနှဲငယ်မှမိုးအထင်းနဲ့ဆက်လက်ရွာသွန်းနိုင်ပြီး တနင်္လာနေ့တိုင်းဒေသကြီးမိုးပြင်းနယ်ကင်ပြင်းနယ်နဲ့ပဲခူးတိုင်းဒေသကြီးတို့မှာအများအားဖြင့်မိုးရေချိန်ရွာသွန်းရရှိမှုအနှဲငယ်ပိုများနိုင်ပါတယ်။ဆက်လက်ပြီးဘင်္ဂလားပင်လယ်ော်လေဝင်လိုင်းအခြေအနေကိုတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာ။အိန္ဒိယမိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းအထက်အမြင့်9.8ကီလိုမီတာမှာလေဝင်လိုင်းတစ်ခုဖြစ်ပေါ်နေကြောင်းတွေ့ရှိရပါတယ်။အဆိုပါလေဝင်လိုင်းဟာအနောက်အနောက်တောင်ဘက်သို့ဆက်လက်ရွေ့ရှားမယ်လို့သေချာပုံစံပြုခံမှန်းရေးမော်ဒယ်များကဖော်ပြပါတယ်။ အဲ့ဒီလေပွေလိုင်းဟာအော်တိုဘားလ23ရက်နဲ့24ရက်များအထိဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အနောက်လေပိုင်းတို့မှာဆက်လက်တည်ရှိနေနိုင်တော့လဲအားကောင်းလာနိုင်မဲ့အခြေအနေမတွေ့ရှိရပါဘူးခင်ဗျာလာမယ့်9ရက်အတွင်းမြန်မာနိုင်ငံရဲ့မိုးရွာသွန်းမှုအဲ့ဒီအခြေအနေများကြောင့်နောက်လာမယ့်တပတ်တာကာလအော်တိုဘားလ12ရက်နေ့မှ16ရက်နေ့အတွင်းမြန်မာနိုင်ငံတဝိုင်းလုံးမှာမိုးအနှဲငယ်မှမိုးအထစ်နဲ့ဆက်လက်ရွာသွန်းနိုင်ပါတယ်မိုးများနိုင်တဲ့ဒေသများနေရာကွက်၍မိုးကြီးနိုင်တဲ့ဒေသများကတော့တနင်္လာနေ့တိုင်းဒေသကြီးမိုးပြင်းနဲ့ကင်းပြင်းနဲ့ ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးတို့မှနေရာကွက်၍မိုးပူမိုးများနိုင်ပါတယ်။တနင်္ဂနွေလုံးမိုးရေချိန်ခန့်မှန်းချက်အနေနဲ့ကတော့9ရက်တွင်းမိုးရေချိန်2လမှမှ4လမအထက်ဝန်းကျင်ကရရှိနိုင်ပါတယ်။ဒေသအလိုက်9ရက်တွင်းမိုးရေချိန်အတိအကျခန့်မှန်းချက်ကတော့တနင်္လာရီတိုင်းမှာမိုးရေချိန်3လမအထက်ရရှိနိုင်ပါတယ်။ကရင်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းမြောက်ပိုင်းအရှေ့ပိုင်းနဲ့ချင်းပြည်နယ်ပဲခူးတိုင်းဒေသကြီးအရှေ့ချမ်းအနောက်ချမ်း ။မန္တလေးတိုင်းဒေသကြီးတို့မှာမိုးရေချိန်နှစ်လက်မအထက်ရွာသွန်းရရှိနိုင်ပြီးရန်ကုန်တိုင်းဒေသကြီးနေပြီးတော့မကွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးတို့မှာမိုးရေချိန်တက်တက်သမ5လက်မမှနှစ်လက်မအောင်ရရှိနိုင်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးမနက်ဖြန်မိုးလေဝသအခြေအနေဘယ်လိုရှိမလဲ။ဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတော့အချိန်လေးအသေးစိတ်ကိုကြည့်လိုက်ကြရအောင်ပါ2025ခုနှစ်အောက်တိုဘာလ12ရက်နေ့ညနေ6နာရီအချိန်ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်အချိန်ကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်တုံလေးအားအနေငယ်မှာအာတင်တင်ရှိနေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေးအားနေနေပါဗျ။မနက်ဖြန်မနက်ထိကမ်းပန်းချက်ကတော့မကွေးတိုင်းဒေသကြီးမှနေရာကွက်ကြားမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကျဲကျဲနေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ဧရာဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မိုးပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့တနင်္လာနေ့တိုင်းဒေသကြီးမှာနေရာအနှံ့ပြမိုးထချုံရွာပါမယ်။ ရွာရံရာနှုံးပြဖြစ်ပါတယ်ခင်ဗျာဆလဘီတိုင်းဒေသကြီးနဲ့ပြည်내မျိုးကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာနေပြည်တော်မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်ရန်ကုန်မြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်မန္တလေးမြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်ပကုံးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟောင်းမလင်းမြို့မှာမိုးထစ်ချိန်နေချိန်ထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာမိုးထစ်ချိန်နေချိန်ထစ်ချုံရွာပါမယ်။ ။တဝယ်မြို့မှာမိုးတကြိမ်နေချိန်ထစ်ချုံရောက်ပါမယ်။မြကြီးနားမြို့မှာမိုးတကြိမ်နေချိန်ထစ်ချုံရောက်ပါမယ်။လွိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။ဖမ်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။လာရှုံးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်ခင်ဗျာ။ မိုးတိမ်တော်ဖြစ်ပေါ်မှုအခြေအနေကတော့ရန်ကုန်တိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်မွန်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမိုးတိမ်တော်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တော်များရွေးချယ်ရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထင်ထုံခြင်းမိုးကြိုးပြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာနောက်နေ့အတွင်းခံမှတ်ချက်ကတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာ ထိချုံးမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်နေပြည်တော်နဲ့အနီးတွဲအတွက်မနေ့ပြန်မနေ့ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးတစ်ချုံရောက်ပါမယ်။ရွာရံရာနှုံးမြေဖြစ်ပါရယ်ခင်ဗျာ။ရန်ကုန်မြို့နယ်အနီးတွဲအတွက်မနေ့ပြန်မနေ့ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးတစ်ချုံရောက်ပါမယ်။ရွာရံရာနှုံးမြေဖြစ်ပါရယ်။မန္တလေးမြို့နယ်အနီးတွဲအတွက်မနေ့ပြန်မနေ့ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးတစ်ချုံရောက်ပါမယ်။ရွာရံရာနှုံး80ဖြစ်ပါရယ်။နောက်ဆုံးအနေနဲ့ပင်လယ်ပြင်ခီးသွွားများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ခင်ဗျာ။ မြန်မာပင်လယ်ပြင်မှာလှိုင်းနှင်းငယ်မှာလှိုင်းတင့်တင့်ရှိနေပါမယ်။လှိုင်းပြင်မှာမြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၄ပြည်မှာ၆ပြည်ကရှိနိုင်ပါတယ်။ရန်ကုန်မှာတနင်္လာရီကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခီးအတွက်မိုးလေဝသခံမှန်းချက်ယနေ့မိုးတန်းချိန်မှာနောက်24နာရီအတွင်းခံမှန်းချက်ကတော့နေရာနံပြားမိုးထီချုံရွာပါမယ်။အမြင့်တာလေးပိုင်းမိုးရွာစဉ်တမိုင်ကန်ရှိပါမယ်။ရေပြင်လျာအနောက်သို့မဟုတ်အနောက်မြောက်ကိုတနင်္လာရီရင်ပင်လယ်ပိုင်း9မိုင်မှ10မိုင်တစ်ခါတည်းရန် -20 မှ25မိုင်အထိတက်ခတ်နိုင်ပါတယ်။လှိုင်းနှင်းငယ်မှာလှိုင်းတင့်တင့်ရှိပါမယ်။ လှိုင်းပြင်းမှာ၄ပြင်းမှာ၆ပြင်းခန့်ရှိပါမယ်။ရန်ကုန်မှရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခီးတွက်မိုးလေဝသခံမှန်းချက်ယနေ့မိုးတဲ့ချိန်မှာနောက်၂၄နာရီအတွင်းခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရွာပါမယ်။အမြင်တာ၄မိုင်ခန့်မိုးရွာစဉ်၁မိုင်ခန့်ရှိပါမယ်။ရေပြင်လေကတော့တောင်သုံးမဟုတ်အရှိတောင်ကိုကနအီလင်းပင်လယ်မိုင်၅မိုင်မှ10မိုင်တခါတည်းရန် -20 မှ25မိုင်ထိတက်ခိုင်နိုင်ပါတယ်။လှိုင်းတင်းငယ်မှာလှိုင်းသစ်နေရှိပါမယ်။လှိုင်းမြင့်ကတော့၄ပြီမှ6ပြီကန်းတို့ပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။အခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။ နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းသာရှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ